ဒီနိုင်ငံတခုကဘယ်လောက်ထိဟိုဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကိုကြည့်သိရဖို့တော့ကဒီအမှုပညာအပေါ်မှာသူတို့ဘယ်လောက်ထိတန်ဖိုးထားတယ်ဒီအမှုပညာရက်တွေပေါ်မှာဘယ်လောက်ထိသူတို့ဟိုတိဆောက်ထားတယ်ဆိုတဲ့ဟာတွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ကဒီနိုင်ငံတခုရဲ့ရည်ချင်ကိုအများကြီးခံမှန်းလို့ရတယ်ဘသူမဆိုလူသားတအူးရဲ့ဖြစ်ရုပ်ဖြစ်စဉ် evolve evolve ဖြစ်ရမယ်အားလုံးစနစ်တကျကြီးကျင်းခွင့်ရစေခြင်းလဲဆယ်ကျော်သက်ဆိုဆယ်ကျော်သက်အလျောက်အမှားတွေလည်းလုံးမယ် okay ချကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်20ကျော်ဆို20ကျော်နဲ့ကိုက်ညီတဲ့အလွဲတွေရှိမယ်အမှားတွေရှိမယ်ကောင်းတာတွေလည်းနည်းနည်းနည်းရှိမယ်30ကျော်နဲ့30ကျော်လောက်အဲ့လိုစသဖြင့်ပေါ့နော်သူ့အသက်ရွယ်နဲ့ကိုက်ညီတဲ့သူ့ရဲ့ဝင်ထုတ်ဝင်ပိုးတွေသူ့ရဲ့တကူစားအတ္တတွေတကူစားမာနတွေတကူစားအလွဲတွေတကူစားအမှားတွေအပြစ်တွေနဲ့ အဲ့လိုစနစ်တကျလေးပေါ့နော် evolve ဖြစ်စေခြင်းတယ်ပေါ့နော်နောက်တစ်ခုကဒီနိုင်ငံတစ်ခုကဘယ်လောက်ထိဟိုဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကိုကြည့်သိရဖို့တော့ဒီအမှုပညာပေါ်မှာသူတို့ဘယ်လောက်ထိတန်ဖိုးထားတယ်ဒီအမှုပညာရက်တွေပေါ်မှာဘယ်လောက်ထိသူတို့ဟိုတိဆောက်ထားတယ်ဆိုတဲ့ဟာတွေကိုကြည့်ခြင်းအပြင်ကျွန်တော်တို့ကဒီနိုင်ငံတစ်ခုရဲ့ရည်ချင်ကိုအများကြီးခံမှန်းလို့ရတယ်လေနော်ဆိုတော့အဲ့အချက်တစ်ခုတည်းနဲ့ဒီအမှုပညာကဏ္ဍကဘယ်လောက်အရေးပါလဲဆိုတော့အားလုံးလည်းသိတယ် ခုလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရေကနေထွက်လာတဲ့အမှုပညာဆိုတဲ့ထုတ်ကုန်တွေကြီးနေတာအားလုံးပြီးတဲ့အတိုင်းပဲတကယ်ကိုစိတ်ပြတ်ဖို့ကောင်းတဲ့ရုပ်ရှင်ဆိုလည်းရုပ်ရှင်ပြောက် music ဆိုလည်း music အလျောက်ပေါ့မြန်မာနိုင်ငံမှာရှိတဲ့ music industry ကန္တာပေါင်းစုံဒီအမှုပညာကန္တာပေါင်းစုံကလုံးဝကိုပြက်စီးသွားတာကျွန်တော်အဲ့လိုပဲပြောရတော့မှာပဲပေါ့နော်လုံးဝပြက်စီးသွားအဲ့ဂျာထဲမှာဟိုတကယ်အရေးသွေးပြေးသွားတဲ့ artist တွေမပေါ်လာဘူးလားနောက် generation အသက်တွေမရှိဘူးလားဆိုတော့မဟုတ်ရှိတယ် ဒါပေမဲ့တရာမှာ99ယောက်လောက်ကပြည်မလားငပေါ်ဖြစ်နေတဲ့အချိန်မှာကျန်တဲ့2ယောက်ကဘလောက်ပဲဟိုကောင်းကျင်ကောင်းကျင်ဒီ99ယောက်ကိုသူလွန်ဆန်ဖို့ခက်နေတယ်နော်အဲ့အဲ့ဥပမာတိုင်းပေါ့ဆိုတော့ကျွန်တော်နိုင်ငံတော့လုံးဝရစရာမရှိတဲ့အခြေအနေဖြစ်သွားပြီပေါ့ဒီအနုပညာကဏ္ဍမှာတော့ဆိုတော့နောက်လာမယ့်အနာဂတ်မြန်မာနိုင်ငံတော့ပေါ့နော်အဲ့ဒီအခြေအနေမှာတော့ကျွန်တော်တို့ညောလင်းတဲ့ဒီကလေးငယ်လေးတယောက်ကနေအွယ်ရကနေစပြီးတော့ဒီမူလာတန်းဆိုမူလာတန်းလျောက်အလေတန်းဆိုအလေတန်းလျောက် အမှုပညာယဉ်ကျေးမှုတွေဒီ art နဲ့သက်ဆိုင်တဲ့ဟိုအတွေးခေါ်တွေ ideology တွေအများကြီးကျွန်တော်တို့ညှော်လင့်နေပေါ့နော်ဒီအရာတွေကကျွန်တော်တို့ရဲ့စိတ်နှလုံးသားစိတ်ဝိညာဉ်တွေပေါ်မှာဒီ art ကအများကြီးအလုတ်လုံနိုင်စွာရှိတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ညှော်လင့်စိတ်ကူးရင်ထားတယ်ပေါ့အလိုပဲပြောမှာပေါ့